ရီးမီးယားလိပွဲစဉ်31 Everton နဲ့ Arsenal မင်္ဂလာပါကိုကိန်းစ်တာဖုတ်ဘောရှိုးအနေကြိုးစားပါရစေ စနေညရဲ့အစောဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ည6နာရီမှာရှင်ပြိုင်ကစားမယ်။ Everton နဲ့ Arsenal တို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုကျွန်တော်တို့တူတူလုပ်လိုက်ရအောင်ခင်ဗျ။ပထမဆုံးအနေနဲ့ key points တွေဆွတ်ထုတ်ကြည့်မယ်။ရှင်းပါတယ်။ဒီပွဲကို Arsenal တင်အာယုံအပြည့်အဝစိုက်နိုင်မယ်လို့ကျွန်တော်မထင်ဘူး။စိုက်လည်းမစိုက်သင့်ဘူး။ဒီပွဲအတကုံယုံကံပြီးတော့နိုင်သွားမယ်။ဘာဖြစ်တဲ့ရော။ Liverpool နဲ့အမှတ်ကွာခြားချက်ကကြီးနေအောင်မှာပါ။ Liverpool က EPL တခုတည်းကိုပဲ focus ထားမှာဖြစ်တဲ့အတွက် Fulham နဲ့ဝေးကွင်းမှာတွားတွေ့ရပလိမ့်စီအောင်သူတို့ကနိုင်အောင်ကံပါပဲ။ကတိကြတယ်အမှတ်ကွာခြားချက်ကကြီးမား နေတော့မယ်ဆိုတော့ဒီပွဲနိုင်အောင် အသေးအတန်ကန်လိုက်လို့ကစားသမားတွေတခုခုဖြစ်သွားခဲ့သည်ရှိတော့ Real Madrid ပွဲအတွက်အများကြီးအကျိုးသက်ရောက်မှုကြီးသွားနိုင်တယ်ဗျပြီးခဲ့တဲ့နော်ဂျိုင်းထဲမှာကစားခဲ့တဲ့ Fulan နဲ့ပွဲမှာတော့ Arsenal ရဲ့အဓိကနောက်ခံကစားသမား Gabriel Magalhaes ဒဏ်ရာပြဿနာရသွားခဲ့တယ်ဆော်ဆော်စီပဲလူသားလဲခံလိုက်ရတယ်အဲ့တော့ဒီကစားသမားတွေကသွားထီလို့မရဘူး Magalhaes ကြီးနာသွားရင်ဗျနောက်မှ Saliba တယောက်တည်းအင်ပြစ်အားပြည့်နဲ့ကစားနိုင်မှာမဟုတ်ဘူး Cavior ထက်တဲ့အထက်ထဲမှာ Julian တင်းမထက်တဲ့ Van White ထက်တဲ့အဲ့လောက်ထိ Gabriel Magalhaes တော့အဆင်မပြေဘူးဗျပြောချင်တာက ဒီပွဲနိုင်သည်ရှိသောတည်ကြသည်ရှိသောနောက်ဆုံးပြန်ရှုံးသွားရင်တော့ဘာမှဖြစ်မနေဘူးတစ်ဖက်က Real Madrid နဲ့ပွဲစဉ်ဟာပွင့်လင်းပြောရင် Arsenal နေနဲ့လုံးဝမျောလင်းချက်မရှိတာတော့မဟုတ်ဘူး Madrid ကောင်းတယ်ဆိုတော့ကျွန်တော်လက်ခံတယ်ဥရောပရဲ့တကယ်အခမ်းအနားဆုံးအသင်းတိုးတော့ Arsenal ကတော့ Madrid နဲ့တွေ့ပြုတ်ပြီးကွာဆိုရလောက်တဲ့အထိပြောလို့တော့မရဘူးဗျ။ဘာကြောင့်လဲ Arsenal ဒီဒီနေ့ရာဒီမှာ Champion League ကစားတဲ့ပွဲစဉ်တွေကိုကြည့်ကြည့်ပါ။တို့အကောင်းဆုံးကစားနိုင်ခဲ့တယ်။နောက်ထပ်ဒီပိုင်းက Champion League မှာရသလောက်အမြင့်တနေအောင်တို့တက်လမ်းပါပဲ။အဲ့တို့ကြောင့် Arteta နဲ့ Arsenal ဒီ မက်ဒရစ်ပွဲကိုပဲလုံးဝ focus အပြည့်ထားနိုင်တယ်ဒီပွဲစဉ်ကိုပွဲဖြစ်မြောက်ရေးအတွက်သာကန်သွားဖို့ရှိနေပါတယ်တစ်ဖက်က evident evident ကလည်းဟိုတန်းစင်းဆုံးဖိအားယုံအားဘာညာမရှိတော့ဘူးသို့ပေမဲ့ David Moyes ကအသင်းကိုစရောက်လာတဲ့အချိန်မှာသူနှစ်ပေါင်းများစွာဝေးကွာခဲ့ရတဲ့အသင်းကိုပြန်ရောက်လာတာဖြစ်တဲ့အတွက်ဟိုရရင်ရသလောက်ဗျာသူအသင်းကိုဆွဲတင်ပေးခြင်းတယ်ဒီ Liverpool နဲ့ကစားခဲ့တဲ့ပွဲမှာဆိုရင်လေ Everton ရဲ့ကစားတဲ့ဟန်တော်တော်မမထန်ထန်နဲ့ ကြံကြံတန်တန်ရှိခဲ့တယ် evident ကစားသမားတွေမှာဆိုကွင်းလေကစားသမားတွေနောက်ခံကစားသမားတွေနောက်ဆုံးပြတိုက်စစ်ပိုင်းမှာစော့နေတဲ့ဗီဒိုတောင် physical ကြီးကလုံးဝ strength ဖြစ်တယ်ဒီပွဲစဉ်ကိုပပနဲ့နဲ့နဲ့အာစနယ်ရှောင်ကစားမယ်လို့တော့ကျွန်တော်ထင်ပါတယ်ခင်ဗျအဲ့တော့ကြောင့်ဘယ်လိုပြောမလဲအာစနယ်ဒီအနိုင်ရရတဲ့ဆိုင်ရင်မရှုံးရင်တင့်နဲ့ပွဲတပွဲလို့ကျွန်တော်ယူဆပါတယ်ဒါတော့ဒီပွဲပေါ်မှာကျွန်တော်မြင်မိတဲ့ရှုထောင့်လေးပေါ့နော်ကဲနောက်တစ်ပိုင်းကဒီပွဲရဲ့အကျော်ပေးမှုဘယ်လိုရှိသလဲပေါ့ ကျွန်တော်ခုနကခီးပွိုင်းစီထဲမှာပြောသွားသလိုမျိုးပဲအာရှပြက်ပြက်တသားအကျော်မပေးရဘူးဗျဒီပွဲတင်မှာအာကြီးကတည်မကြရင်ရပြီတကိုးသွင်းတဝက်ပြောရှင်ဝင်ပေးထားတယ်တာမန်အချင်းနေဆိုရင်ဗျအာကြီးဒီလိုဘယ်ပေးရမလဲ 1D တော့အနည်းဆုံးပေးတယ်အခုချိန်ကတကိုးသွင်းတော့မှတဝက်ပြောရှင်ဝင်ပေးထားတဲ့အတွက်ဒီပွဲတင်ကတည်ကြဖို့များတဲ့ handicap ဖွင့်လှစ်မှုဖြစ်ပါတယ်တူတယ်ကိုနဲ့တစ်ချက်ပြင်ချင်ကြည့်အောင်နှလုံးတဝက်ရှုံအရန်တန်နေဗျတူတယ်ကိုကတော့များသောအားဖြင့်ကျွန်တော်ဟိုရွေးပေးလေးမရှိပေမဲ့ဒီလိုပွဲမျိုးတွေကအနေနဲ့စွန့်စားတင်တယ်အာစတန်ဒီ တခါလီကြရင်မထင်မထင်ထားသလိုအခြေအနေမျိုးကနေဂိုးရသွားတတ်တယ်ဒါပြီးခဲ့တဲ့ဖူလန်ပွဲကျွန်တော် United ပွဲမလာခင် တောက်လျှောက်ကြည့်နေတာဂိုးရဖို့အတွက်တော့မလွယ်ဦးထင်တယ်လို့ထင်ခဲ့ပေမဲ့တကယ်ကစားတဲ့အချိန်မှာကြုံဝင်ကြုံသလိုဂိုးသွင်းနိုင်တဲ့သူတွေရှိတယ်အဲ့အတွက်ကြောင့် Everton ကိုလည်းသာပါတော့ တကိုးနှစ်ကိုးသွင်းမယ်ဆိုဟိုဘက်ကလည်းပြန်သွင်းနိုင်တယ်ကျွန်တော်တူတယ်ကို over လေးကိုအနေငယ်စွန့်စားခြင်းနေဗျအဲ့တော့တူတယ်ကိုကနှလုံးတစ်ဝက်ရှုံးဖြစ်တဲ့အတွက်ဝမ်ဝမ်ဆိုတဲ့ reset မျိုးဆိုရင်တော့ကျွန်တော်လက်ခံလို့ရတယ်ဘာဖြစ်လဲတစ်ဝက်ပဲရှုံးတယ်အ21လို့ reset မျိုး22လို့ reset မျိုးကဖြစ်မသွားနိုင်ဘူးလို့ပြောလို့မရဘူး risk ယူပြီးတော့တူတယ်ကို over ကို second priority အနေနဲ့ရွေးချယ်ပေးခြင်းပါတယ်အဲ့တော့ first priority ကဘာတော့ကျွန်တော် handicap ပြဒီပွဲတင်မှာတော့ evident ကိုသဘောကျတယ် evidence မရှုံးနိုင်ဘူးလို့ထင်တယ်အဲ့တော့ evidence ကို first priority အနေနဲ့ရွေးပေးပါရခင်ဗျာကြည့်နောက်တစ်ပိုင်းကကျွန်တော်ဒီနှသိန်းချားတဲ့ကိန်းကနေအချက်လက်တွေကိုကျွန်တော်ညီကိုအတွက်သိအောင်ပြောပြချင်ပါတယ်နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆိုမှုမှာ evidence တစ်ချိန်နိုင်တယ်တစ်ချိန်သေးကြပြီး arsenal တစ်ချိန်နိုင်ခဲ့တယ် EPL မှာအခုနောက်ဆုံးเนาะပထမအကြော့တွေ့ခဲ့တဲ့အချိန်တုန်းကောဇီးဇီးတွေကစားထားရဲ့ဗျ။ Everton ရဲ့နှစ်တွေမှာတော့ Arsenal ကအိမ်ကွင်းမှာ2-1နဲ့နိုင်ခဲ့တာရှိတယ်။ Everton ကွင်းမှာ1-0နဲ့နိုင်ခဲ့တာရှိတယ်။4-0 5-1တို့စတဲ့ result မျိုးတွေနဲ့နိုင်ခဲ့တာရှိတယ်။သို့တော့ Everton ကနိုင်မယ်ဆိုရင်တည်ကြမယ်ဆိုရင်ဒီနှစ်သင်းရဲ့ total goal က over ဖြစ်လိဖြစ်တာမရှိဘူး။ Everton နောက်ဆုံးနိုင်ခဲ့တဲ့အချိန်ကဒါ2023ခုနှစ်တုန်းကနိုင်ခဲ့တာပေါ့နော်။ကျွန်တော်နှစ်လပိုင်းတုန်းကပေါ့ ဘောလုံးရာသီအတိအကျပြောမယ်ဆို2022 23ဘောလုံးရာသီပေါ့ဂူဒစင်ပတ်မှာ1-0နဲ့နိုင်ခဲ့ဘူးတယ်အတိအကျခဲ့တာဒါပထမအကြော့မှာတိအကျခဲ့တယ်ပေါ့အဲ့ဒီကြောင့်ကျွန်တော်ကဆိုတိုတယ်ကို over ကိုကြိုက်တယ်သဘောကျတယ် second priority အနေနဲ့ရွေးပေးတယ်လို့ပြောနေပေမဲ့ကျွန်တော်ညီကိုတွေကတော့ကိုယ်အကျိုက်နဲ့ကိုယ်ရွေးပါတမိုင်းစင်လာတဲ့အရာဂိုးနဲလီရှိပါတယ်ခင်ဗျဟတ်တူအထိတ်တဲတွေ့ဆုံမှုရတော့ Arsenal အသာကြီးရနေပေမဲ့ situation နဲ့ပြန်ပြီးတော့ချိန်မယ်ဆိုရင်ဟတ်တူဟတ်ကိုအရင် feed တက်လို့မရပါဘူးနောက်တစ်ပိုင်း Everton အသင်းရဲ့နောက်ဆုံးကစားရတဲ့6ပွဲစရလက် Everton က င်ကတည်ရေ၄ဘွဲတောင်ကြားထားရဗျတပွဲနိုင်ပြီတပွဲရှုံးထားတယ်ရှုံးတဲ့ဘွဲကလီဗာပူးကိုရှုံးခဲ့တဲ့ဒါပူပူနွေ့နွေ့ပွဲတယ်เนาะမာဆီဆိုင်ပွဲမှာရှုံးခဲ့တယ်အမတိုင်ရင်၄ဘွဲလုံး evidence တည်ရေကြားထားတယ်ဝက်ဆန်11ဝူဗန်ဟန်တန်11ဘရန့်ဖို11နောက်ပြီးတော့မန်ချက်စတာယူနိုက်တက်22ဆိုတော့တည်ရေခံကစားတာကောင်းတဲ့အသင်းတင်တည်ရေရလည်းများသောအဖြစ်ထွက်နေတဲ့အသင်းဖြစ်ပါတယ်တပတ်ကအာရီကိုကြည့်မယ်ဆိုရင်တော့နောက်ဆုံး6ဘွဲဆက်မှာအာရီကတပွဲမှာမရှုံးတော့ဘူး၃ဘွဲနိုင်၃ဘွဲတည်ရေကြားထားတယ်နိုင်တာတော့မှန်တယ်တို့မဲ့တည်ရေကြားထားတာကိုလည်း ကျွန်တော်တို့ပြန်ပြီးတော့ဂိယူပြရလိမ့်မယ်။နိုင်တဲ့ပွဲ၃ပွဲမှာ PSV ကို7-1နဲ့နိုင်တဲ့ပွဲကလွင်ကျန်တဲ့ပွဲတွေမှာကတ်နိုင်တာတယ်။ Chelsea ကို1-0 နောက်ဆုံးဖူလန်ကို2-1တည်ကြတဲ့အသင်းတွေကိုကြည့်မယ်ဆိုရင်ကျွန်တော်မန်ချက်စတာယူနိုက်တက်တို့နော်ဒင်ဖောရက်စ်တို့တည်ကြထားတယ်။ Twin ကအနည်းပဲသွားတယ်ဗျ။ဒါလည်းအာအင်းနဲ့တွေ့ရင်ဟိုတိုတယ်ကိုအန်နယ်ဆိုတဲ့ပုံစံမျိုးတော့ဖြစ်နေတယ်။ဘာကြောင့်လဲတိုက်စစ်မှုမှမရှိတာမီကယ်မရီနိုထောင်ပြီးကစားနေရတယ်။အဲ့ဒါကြောင့်ကျွန်တော်ပြောကျွန်တော်တိုတယ်ကိုအိုဗာစွန့်စားတင်တဲ့ဘာညာပြောနေရင်မယ်အန်တာလည်းဖြစ်နိုင်တယ်။ Okay အဲ့တော့ကျွန်တော်နောက်တစ်ပိုင်း Everton ရဲ့အခုနောက်ဆုံးကစားရတဲ့အင်ကွင်း6ပွဲစရလက်2ပွဲနိုင်3ပွဲတည်တပွဲရှုံးအင်ကွင်းမှာမိုက်တယ် သူတို့ရှုံးခဲ့တဲ့ပွဲက FA Cup မှာရှုံးခဲ့တာနော်ဘုံမောက်ကို2-0ရှုံးခဲ့တဲ့ပွဲဖြစ်ပါတယ် EB ရဲ့ပွဲစဉ်တွေမှာတော့သွားမရှုံးနဲ့ Everton ဒီလုံးဝရှုံးမဲ့မရှိတာဟုတ်၃ပွဲတည်ကြပြီး၂ပွဲနိုင်ထားတယ်အတည်ကြတဲ့ပွဲတွေမှာဆိုရင်ဒါ Manchester United တို့ Liverpool တို့လိုပွဲမျိုးတွေပါတယ်အဲ့အတွက်ကြောင့် Everton ရဲ့အိမ်ကွင်းအသည်တော်တော်လေးကောင်းတယ်လို့ပြောလို့ရပါတယ်ကျွန်တော်နောက်တစ်ပိုင်း Arsenal တင်းရဲ့အဝေးကွင်း reset တွေအားရအဝေးကွင်းမှာတပွဲပဲ တို့ရှုံးခဲ့တယ်။အဲ့ဘွဲကနယူကက်ဆယ်ကိုရှုံးတဲ့ဘွဲ၊ဂျန်နက်ဘွဲတွေမှာတည်ကြထားတဲ့ဘွဲတွေလည်းကျွန်တော်တို့တစ်ချက်ပြန်တွေ့ရမယ်။ Nottingham Forest တို့ Manchester United တို့ပေါ့နော်။ဆိုတော့အဝေးကွက်မှာ Arsenal ရဲ့ကစားအားအားလည်းအဲ့လောက်ထိယုံကြည်လို့မရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။တစ်ဖက်က Everton ကတော့ Goodison Park မှာအတော်လေးကစားအားကောင်းတဲ့အသင်းတစ်သင်းဖြစ်ပါတယ်ခင်ဗျ။ကဲကျွန်တော်နောက်ဆုံးမှပြောပိုင်းချင်းကမှုအနေနဲ့လှုပ်လိုက်ရအောင်။ Arsenal တင်းရဲ့ကွင်းလယ်အစုအဖွဲ့တွေကိုဒီတိုင်းပဲဆက် ထားအောင်မလားတုံးအောင်မလားဒါမေးရမယ်အဓိကမေးခွန်းဖြစ်ပါတယ်။ဘာကြောင့်လဲ Rice နဲ့ Martin Odegaard တီသားလျင် Real Madrid ကိုရှင်မဲ့အချိန်အင်ပြစ်အားပြည့်နဲ့တူတူတတန်ရှင်နိုင်မဲ့ကွင်းလယ်ကစားသမားတွေလို့ကျွန်တော်မြင်နေ။နောက်ဆုံး Thomas Partey တောင် Fulham နဲ့ပွဲစဉ်မှာကစားပုံနည်းနည်းကြရတယ်ဗျ Physical ဘိုင်းနည်းနည်းယော့နေတဲ့ပုံစံကျွန်တော်မြင်ရတယ်။ဖြစ်နိုင်ရင်ကျွန်တော်က Rice နဲ့ Martin Odegaard ကိုအနာပေးစေချင်တယ်။ဒါကျွန်တော်ပွင့်လင်းပြောတာ။ဘာကြောင့်လဲဆိုတော့ ဒီပွဲကပြဿနာမရှိဘူးအာဆနယ်အနေနဲ့တက်နိုင်သမျှထိန်းကန်လိုက်တာကတော့အကောင်းဆုံးပဲဒါမှမဟုတ်လေဗျတရားရောက်တော့အနာပေးတင်တယ်အဲ့အိုဒီကက်ဒက်ကလရိုက်စ်တရားလုံးဝင်ကစားပြီးပြဲသွားရင်ရီယယ်မက်ဒရစ်ကပျော်နေမှာဒါပေမဲ့ပြဿနာတရက်က evident သင်ရဲ့ခွင့်လည်ကစားသမား၃ယောက်က positional rotation လုပ်တာအရန်ကောင်းနေဗျ DMCM AM DMCM CM DMDM CM မျိုးစုံအပြောင်းလဲလုပ်နိုင်တယ်ဂါနာဒူဂူရီဂွီတိတ်ကို ပြိုင်ဘက်အတင်းအတွက်စိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းတဲ့ကစားသမားတွေပါ channel တွေကကစားမယ်ဆိုရင်တော့မှ site နှစ်ထပ်ပိတ်ပြီးတော့ကစားတဲ့အတင်းတင်းဖြစ်တဲ့အတွက်ဘယ်လိုပြောမလဲ arsenal ရဲ့ဟို channel ကနေထိုးပေါက်အောင်ကောင်းတဲ့ကစားသမားတွေဖြစ်တဲ့ martinelli တို့နော်ကျွန်တော်တစ်ဖက်က nuneri တို့အဲ့လောက်ထိအဆင်မပြေဘူးဆိုတော့ conclusion ဆွဲရမယ်ဆိုရင်ဒီပွဲစဉ်ကတည်ကြဖို့များတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ကျွန်တော်ကတော့ evident အတင်းကိုပဲ first priority အနေနဲ့အားပေးကြပါတယ်ခင်ဗျာ